မင်္ဂလာပါ။စကိုင်းတိုင်းထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်အလဲဝါစိန်နေတဲ့ပြီလဲပြန်လဲဖွင့်ထူထားနိုင်ပြီဖြစ်ပါတယ်။ဒီနေ့ဒီနောက်25ခုနဲ့မက်ရှလာ9ရက်နေ့ဖြစ်တယ်။ထိချိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်လဲလွှင့်ထားနိုင်ပြီ။နိုင်ငံတော်လဲလွှင့်နေပြီဖြစ်တယ်။ဒါကြောင့်မို့လို့အခုကျွန်တော်တို့ဒီရောက်ရှိရာနေရာရှင်တို့တွေရောက်ရှိရာအချက်မှာနိုင်ငံတော်အလံလေထဲကိုလွှင့်နေချင်းတည်းလေတိုက်လို့မဟုတ်ခင်နဲ့အဲ့ဒီနိုင်ငံတော်အလံလွှင့်ဖို့အတွက်ကျွန်တော်တို့တမတော်သားတွေရဲ့အသက်တီးသွေးတွေချွေးတွေဘဝတွေရင်းနှီးပိတ်ဆက်ထားရတယ်ဆိုတာညာလို့မင်းနဲ့ဝါရမိုက်တိုက်တယ်။အခုကျတော့စစ်တပ်က390ပေးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလေခင်ဗျားတို့။ဆိုတော့ဘယ်တင်းကအမှန်။ဟမ် မြင်းမင်းသမီးပေါ်တာဆွဲနေလေဆိုရင်ဘာသာကောက်ခံပြီးွဲပြမလို့အခုတရင်ကျင်ညာနေပြီးတော့အဲ့ဒီလိုမျိုးနော်ဘုရားလေးချက်ပြောတယ်တရင်သမားဆိုပြီးတော့တရင်သမားအင်ခံထားတယ်ပြည့်ပြည့်မိသားရရစားမြမကြီးပြင်းမှရှိရင်ခမရတို့ကစားပေါ်တာဆွဲနေမယ်ဆိုတော့ဒီပြည့်ပြည့်မိသားလေးရေးသမားကိုမျိုးစိဆုံးမိပြီးယုံနေကြတဲ့လူတွေကိုလေခမရတို့ကိုပိုင်အုံနောက်လေးနဲ့စဉ်းစားချင်းချိန်ကြပါစဉ်းစားနိုင်တဲ့အုံနောက်တွေခမရတို့မှာရှိကြပါခမရတို့မှာအမေမွေးလိုက်တဲ့ကအတိညာနေပါလာတယ်ဒီအတိညာကိုကောက်စွာအောင်ချပါနော်ချိုးရလို့ရှိတဲ့စက်ကမိကလေးလေးလေးပေါ်တာဆွဲနေကျမတို့စက်သေးဝင်ချင်လို့ ိုင်ငံတော်မှာပြောဆောင်ခြင်းကိုဆက်ရင်းပေးထားတာတော့ခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျမတို့သတင်းမှပြန်ကြားရေးကိုယ်တိုင်ကတရားဝင်ထုတ်ပြောထားတယ်ဒီလိုထုတ်ပြောလိုက်တော့ပြည်ထောင်မီဒီယာရဲ့တစ်ဖက်နဲ့ပါပြောတယ်အမျိုးသမီးစစ်မှုထမ်းတွေကိုဆက်ရင်းကောက်နေနာမည်ဆိုင်ရာကိုကောက်နေတာလူခေါ်နေတာမဟုတ်ဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူတူပြောပြလာတဲ့ထီးချိုင်အထူးတုံးသက်ချက်တွေအပြင်မင်းအောင်လိုင်းရုရှားခီးစဉ်ပြီးတရုတ်အထူးကိုယ်စားလှယ်မြန်မာပြည်ရောက်လာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လိုင်းဤ ရုရှားနှင့်ဘီလာရုနိုင်ငံခရီးစဉ်ပြီးတရုတ်နိုင်ငံ၏အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှိကျွင်းမြန်မာနိုင်ငံသို့လာရောက်ကြောင်းစစ်ကောင်စီနိုင်ငံသားရေးရာဝန်ကြီးဌာနကထုတ်ပြန်သည့် မစ္စတာတိတ်ရှိကျွင်းကိုယနေ့မလ30ရက်နနက်10နာရီတွင်စစ်ကောင်စီဒုဝန်ကြီးချုပ်နှင့်နိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံကြောင်းသိရသည့်တရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ်သည့်မြန်မာနိုင်ငံရေးဖြစ်စဉ်များတွင်အရေးပါသူဖြစ်ပြီး2022ခုနှစ်ဒီဇင်ဘာလ28ရက်ကမြန်မာစစ်ကောင်စီတာဝန်ရှိသူများနှင့်တွေ့ဆုံပြီးအာဏာသိမ်းစစ်ကောင်စီအနေဖြင့်အကြမ်းဖက်ခြင်းလက်နက်နှင့်အင်အားသုံးသည့်ရာနီလန်းများကိုမတုံ့ပဲနိုင်ငံရေးအခြေကျအောင်လုပ်သည့်နီလန်းကိုအသုံးပြုရန် အပြန်အလှန်အဖြစ်နိုင်ငံရေးထွက်ပေါက်ရအောင်ကူညီပြီးကျွေးမီနှင့်ယင်းနှီးမြှုပ်နှံမှုများကိုပြန်လည်စဉ်းစားပေးသွားမည်ဟုပြောဆိုခဲ့သူဖြစ်သည်မင်္ဂလာပါဇလိုက်ရိုက်ထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်ကလည်းဝါစိမ့်နေတယ်ပြီလားပြန်လည်ဖွင့်ထူထားနိုင်ပြီဖြစ်ပါတယ်ဒီနေ့ဒီနောက်25ခုနဲ့မတ်လ9ရက်နေ့ဖြစ်တယ်ထိတိုင်းမြို့မှာကျွန်တော်တို့နိုင်ငံတော်လည်းလွှင့်ထားနိုင်ပြီနိုင်ငံတော်လည်းလွှင့်နေပြီဖြစ်တယ်ဒါကြောင့်မို့လို့အခုကျွန်တော်တို့ဒီရောက်ရှိရနေတာရှင်တို့တွေရောက်ရှိရချက်မှာနိုင်ငံတော်အလှန်လေတဲ့ကိုလွှင့်နေချင်းတီလေတိုက်လို့မဟုတ်ခင်နဲ့အဲ့ဒီနိုင်ငံတော်အလှန်လွှင့်ဖို့အတွက်ကျွန်တော်တို့တမန်တော်သားတွေရဲ့အသက်တွေအသွေးတွေချွေးတွေဝါးရင်းနှီးပိတ်ဆက်ထားရတယ်ဆိုတာ ညာလို့မိနေတချို့ညီပေါ်ညီပိတ်တွေနဲ့ဘုံကျော်မျိုးညစ်တွေကပြောတယ်စစ်တပ်ကပြည်သူတွေ့တဲ့ထမင်းကိုစားထားလို့ကြိတ်လို့ရှင်မလို့ပါနဲ့စစ်တပ်ကပြည်သူတွေ့တဲ့ထမင်းကိုစားထားတယ်ဟုတ်တယ်မှန်တယ်ဒါပေမဲ့ခင်ဗျားတို့ရှုပ်သွင်းနေတဲ့လေတွေမှာတမော်သားတွေအသက်တွေအသွေးတွေချွဲတွေပါတယ်ဆိုတာမမေ့နဲ့ KSS က ျမတို့လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာဒီဒီနေ့ဒီချိန်ထိနိုင်ငံတော်တည်ဆောက်ရေးကိုတက်မတော်ကတာလုပ်ခဲ့ပြီးတော့အီအီကိုအီအောင်ကိုအမိခံတိုင်းရင်းသားလက်နက်ကန်ဖွဲ့အမိခံထားတဲ့လူတွေဒီဘိန်းဆိုင်တဲ့တရားဖြစ်မယ်လမ်းဖြစ်မယ်စက်တီးကောက်ပြီးတော့နိုင်ငံတော်ရဲ့နိုင်ငံသားတွေရဲ့တနိုင်ငံလုံးရဲ့အမျိုးသားအကျိုးစီးပွားကိုမပြောနဲ့သူတို့နေထိုင်ရာသူတို့ဒေသမှာရှိတဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့အကျိုးကိုတောင်ဖော်ဆောင်မပေးနိုင်ခဲ့တဲ့လူတွေဖြစ်တယ်။ဒါကြောင့်မလို့တစ်ချိန်လုံးကျမတို့နိုင်ငံရဲ့မြန်မာနိုင်ငံတည်ဆောက်ရေးကိုတက်မတော်ကတာအစဉ်တစိုက်လှုပ်ဆောင်ခဲ့ပြီးတော့မြန်မာနိုင်ငံပြည်စည်းရာပြည်စည်းချောင်းကိုအီအီဝေးရအောင်အမိခံတွေကလုပ်ခဲ့နေဆိုတာခင်ဗျားတို့ခေါင်းထဲမှာမှတ်ထားမလို့ရပါတယ်။ ။ဒါမှလို့တင်းတူကြမှာဖြစ်တယ်။တပည့်ချင်းမျိုးမှာစိတ်ပဲဒုက္ခတဲ့တောင်းနေချီပြီးတော့ထပ်ပြေးတိတ်ဆောင်နေရတာရှင်းလာကြကြပြီးဖြစ်ပါရဲ့။နေရအတိအကျမရှိတဲ့အတွက်တနေရပြီးတနေရတော့တောင်းနေတဲ့လက်လက်နေထိုင်ရပါလေ။ဒါကြောင့်မလို့စားနဲ့ရိတ်ခါတွေပြက်လက်ပြီးတော့စင်းဝါးတွေလည်းပြက်လက်နေပါလေ။အဲ့ကောနားမကောင်း။မိမိတို့အိုးပိုင်အိမ်ပိုင်နဲ့ခေါင်းပြောင်းအိပ်ရတဲ့ဘဝကနေပြီးတော့တော်လေးတောင်းထဲမှာထွက်ပြေးရတယ်။ လက်ရှိမှာလည်းလေးခဲချင်းဖြစ်တာလေးလေးဒါပေမဲ့တပည့်ချင်းကဘူးတို့ထွက်ပြေးရတာရှိလာပဲရှိသေးတယ်။ဘာကြောင့်လဲပြီးခဲ့တယ်2024လုံးကတရားလေးလေးဘောကိုတွားပြီးတော့မတဲ့စောင်းကြွနဲ့စောင်းခါနဲ့အညာပဒက်တွေမန္တလေး PDF ဆိုတဲ့ဟာတွေစောင်းခါတို့မောင်စောင်းခါတို့အဖွဲ့တွေအညာ PDF တွေအကုန်လုံးကတအောင်ပလောင်ဘောကိုတွားမှလေရှမ်းမန်းဆက်စင်ကြီးဆိုပြီးတော့တပည့်ချင်းမြို့တန်းတိုက်ပွဲဆိုပြီးတော့စင်မီမွေးလိုက်တဲ့သူစစ်ကလာတယ်။ဒါကြောင့်မို့ကျွန်မကခင်ဗျားတို့ကိုထက်ခါထက်ခါပြောတယ်စစ်ကိုမခေါ်ပါနဲ့စစ်ကိုမခေါ်ပါနဲ့စစ်ကိုမခေါ်ပါနဲ့တတိပင်းရဲ့ ခင်ဗျားတို့ကမြို့ပိုင်းတိုက်ပွဲဆိုပြီးမြို့ပြန်လိုက်တဲ့အတွက်လောက်24ရှစ်လပိုင်း9လပိုင်းမှာတပိတ်ချင်းမြို့ကိုဖျက်လိုက်လို့တပိတ်ချင်းကဒေတာခံအခုလိုတောင်းနေချီပြီးအိုးမဲ့အိမ်မဲ့ထွက်ပြေးနေရတဲ့တရက်ခံပြီး TLN နဲ့အညာ PD ရဲ့မန္တလေး PD ရဲ့ဆိုတဲ့အကြံဖက်ဖွဲ့ရဲ့လက်ရှိတွေနော်ဒါပြင်ကျွန်တော်တို့တပိတ်ချင်းမှာပြင်ခံတိုင်းနေရှိတယ်အဲ့ဒီမှာကျွန်တော်တို့တပ်မတော်တန်းလေးရှိနေတဲ့အကြောင်းတက်ကက73တခုစစ်စင်ရေးမှာအများဆုံးတိုးပြနေတဲ့စက်တက်လေးတီးတွေကနော်စက်တက်လေးတီးပြေးလန်းတိဆောက်နေတယ်လို့ကြားသိရပါတယ်နော်ဒီခုနောက်ဆိုလို့ရှိရင်ငကူကမှာစက်တက်လေးတီးဆိုလို့ရှိရင်အပန်ကြားတာနဲ့ဒူးတုံအောင်ကြောက်နေတဲ့အကြံဖက်ပရက်တွေကို နော်တပိချင်းမြို့နယ်တွင်ငယ်တိုက်နယ်တက္ကသိုလ်73မှာရှိတယ်။အဲ့တော့ကျွန်တော်တန်းနေလက်ချက်သင်တန်းအကြောင်းမှာအခုဆိုရင်ဆက်တက်ဒီ TV တဲ့ E LAN အောင်မှာလုပ်နေလုပ်ထားပြီဆိုတော့ကစီအေးမရတဲ့စိတ်ကြတာညနေညနေတော့ပြီလို့ကျွန်မထင်တယ်နော်။ဆိုတော့ပထမရက်ကကျွန်မနေလို့စင်ရုပ်သက်ခံပြလာတယ်လေ။နေလို့စင်ကအာတက်ချုပ်ကြီးကျွန်မတို့တက်ချုပ်ကြီးပေါ့နော်။တက်ချုပ်ကြီးရောရှာပြန်လာလို့ရှိရင်လည်းတို့ကမြန်မာတိုင်းနိုင်ငံလုံးကိုတိမ့်တော့မဲ့အနေထားဖြစ်နေပြီလေ။ သူကမင်းအွန်လိုင်းကရုရှားကနေပြန်လာလို့ရှိရင်သူတို့တော်လိုက်တဲ့ဖက်တွေကမြန်မာတနေငယ်လုံးကိုသိမိစစ်ကောင်တီတက်ကအရင်ခန်းနဲ့အနေထားပြအောင်သူတို့လုပ်မယ်လို့ပြောတော့အော်ဒင်ရောက်များသူတို့များတိုက်တော်မှာလဲရန်ကုန်ကိုပဲသိမ့်တော်မလားမင်းလေးကိုသိမ့်တော်မလားနေပြီးတော့သိမ့်တော်မလားဆိုကျွန်မကတွေးပြီးတော့စိတ်ပူနေတာဒါပေမဲ့စီးရင်ချင်းလေးလို့ရှိရင်ကျွန်မဖတ်ပြပေးမယ်เนาะစေပရိပခါကြီးပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာတဲ့အသားငါရှားပါမှုကြီးတုံ့ပြန်နေရပြီးအာဟာရတွေပြက်လက်နေပါတယ်เนาะစစ်ဖြစ်ွားရနေရမှာစစ်ရနောက်ဆက်တဲ့ဆွေးကျူးနေတယ်အဲ့ဒါတွေကအလိုလိုခံရတာဒါကြောင့်မို့ကျွန်မကပြောပါတယ်စစ်ပွဲတစ်ပွဲရအောင် ဆားရတာလေတလောက်အဆုံးတက်ရတာခက်တယ်ဒါကြောင့်မို့ဒီစက်ပွဲဒီလက်လက်ကနေပြည့်နေတဲ့လူတွေတင်မဟုတ်ပဲနဲ့ဂျောင်းမှရှိတယ်အနာကက်မဲ့သွားတယ်ပြည်သူတွေရဲ့ဘဝကိုစာနာဖို့ထက်ရွက်ဖို့လိုအပ်တယ်လက်လက်ကနေတိုက်နေတဲ့နှစ်ဖက်သောအဖွဲ့အစည်းတွေကဂျားထဲမှာလက်လက်မရှိရဲ့ပြည်သူတွေရဲ့ဘဝကိုထည့်သွင်းဖို့လိုအပ်တယ်လို့ကျမကပြောတာနော်အခုတော့ရခိုင်ပြည်နယ်မှာတားသားတွေရှားပါကြုံရှားပါနေပြီးတော့ပြောချင်တာတားရင်ကားရှားနေတဲ့အတွက် အာဟာရတွေပြက်လက်နေပါတယ်ဆိုတော့ခိုင်ဒုက္ခပြောခဲ့တာကကျွန်တော်တို့မှာဆက်ရှိရဲ့ကျွန်တော်တို့မှာငားရှိရဲ့ကျွန်တော်တို့မှာဟင်းသီးရဲ့ရှိရဲ့ကျွန်တော်တို့ပြည်နယ်ကိုကျွန်တော်တို့အထုတ်မယ်ဆိုရဲခိုင်ဒုက္ခကအခုနောက်ဆိုခိုင်ဒုက္ခဖြစ်နေလောက်ပြီသူတို့ရခိုင်ချင်းချင်းကမေတ္တာပို့နေတဲ့အတွက်နော်သူတို့ရခိုင်ချင်းချင်းမေတ္တာပို့နေတဲ့အတွက်ကျင်းစားတဲ့ ဝါပြီးနှာနေတော့ဒီလိုကျွန်မထင်တယ်နောက်တစ်ခုချင်းပြရနေဆက်ကဖဲကုံမြို့မှာ၁၆စက္ကန့်၆ပုံမှာရယ်စံတဲ့ရိတ်ခါကြီးပြက်လက်နေပါတယ်တဲ့ ပြက်လည်နေပါပြီထမင်းခန့်နေပါပြီသူတရားပြင်းနေတဲ့ပြင်းနေလဲထင်ငှက်ထားလာကြမှာဟုတ်ပြီဒါသူကချင်းပြင်းနေမှာငှက်တဲ့တဲ့င်းကိုတရက်ခွဲပြီးကျင်လာတယ်တရားပြင်းနေမှာချင်းပြင်းနေငှက်ပြီးဒိခါကြီးပြက်ဒုက္ခကြီးရောက်တဲ့တဲ့င်းကိုတရက်ခွဲပြီးကျင်ရမယ်ရှမ်းမြောက်ဒေသမှာစားနေတဲ့ခါကြီးပြက်လက်ပြီးတော့ဆေးဝါးကြီးပြက်လက်နော်အာဟာရမှာကောင်းကောင်းကန်ကန်မစားရဆိုတဲ့တဲ့င်းကိုတရက်တရက်ခွဲပြီးကျင်ရတာဘာလို့လဲဆိုတော့တိုင်းနိုင်ငံလုံးမှာအဲ့ဒီလိုဖြစ်နေတယ်လို့ပြောလိုက်လို့ရှိရင်တူတူရဲ့တော်လန့်ရေးဆိုတာကြီးပြည်သူတွေကရုံရှာမုန်းလေးတောင်းမှာသူတို့သိရတဲ့အတွက်ကလင်းကြီးချင်းနဲ့အဲ့ဒီလိုအပိုင်းဆက်လေးလေးနဲ့မုန်းဆုံးမှလေးမကင်းတာတော့အပိုင်းတရက်အပိုင်းကြီးအပိုင်းတော့အဲ့လိုခွဲပြီးကျင်ရနေကြတာဖြစ်တယ်နော် ်ချင်းပြည်နောက်ပိုင်းကမြို့နယ်တွေမှာငါးနှစ်ယောက်ခင်းငယ်တွေကာကွယ်ဆေးမထိုးနိုင်တာတနည်းတော့ကြာသွားပြီဖြစ်ပါတယ်ဒါကြောင့်မို့ယောဂါရီပြုဆက်ခံရမှာစိုးရိမ်နေရပါတယ်ဆိုတော့ဒီကာကွယ်ဆေးတရင်ကိုအရင်ရက်ကကျင်ရတာရခိုင်အခုရှမ်းနေတယ်နောက်ရဆုံးပြည်ပြည်နယ်တို့စကိုင်းတို့မကွေးတို့မှာလာတယ်ဒီမှာရှိရဲနော်စပေးချောင်းကလေးငယ်တွေကနော်လာသားရွယ်ရမှာတလားသားရွယ်မှာဘာကောက်ွယ်စေးထိုးရမလဲတနေ့ရွယ်မှာဘာကောက်ွယ်စေးထိုးရမလဲဆိုရဲသတ်မှတ်ထားတဲ့ကောက်ွယ်စေးတွေရှိတယ်အဲ့ဒီကောက်ွယ်စေးတွေမထိနိုင်တဲ့ကျမကြီးတွေဆိုးရွားနေပြီးယောဂါကြီးကိုယ်ဆက်ခံရမှာတောက်ပါရင်ဆိုပြီးတော့အပိုင်းဆက်ပြီးတော့ပြည်ပြည်တို့ပြောပြနေတယ် ဒါဘာလို့ပြလဲဆိုလို့ရှိရင်စစ်ဖြစ်တဲ့အတွက်ဥမဲ့အိမ်မဲ့နဲ့တေးရတယ်ဒါကြောင့်မလို့အစာအဟာရကိုလုံးလုံးဆောင်မရရင်ငတ်မို့ခေါင်းသားတဲ့ဘေးကိုကျုံရတယ်နော်အဲ့ဒီငါမထောင်းပါရဲ့ဘေးကိုကြုံရတော့အစာအာဟာရမပြည့်တော့ခန္ဓာကိုယ်မှာခုခံအားမရှိတော့ယောဂတွေအလွယ်တကူဖြစ်မဲ့တောက်တုံးရည်တွေမတန်ရှိနေတဲ့အတွက်ဝမ်းပြဝမ်းလျှော်ယောဂတွေကူးဆက်နေယောဂတွေဖြစ်မဲ့ယောဂဖြစ်တယ်လေနော်ကျန်းမာရေးကူးတောင်းမှုမရတဲ့အတွက်ကဲ့ယောဂတွေဖြစ်မဲ့ဘေးဒုက္ခတွေဖြစ်မဲ့လက်နက်ဘေးကြောင့်နောက်ဆက်တွဲနော်ဒုပိကဏ္ဍကဲတက်ကဏ္ဍကဲယောဂန္တန်းတက်ဆိုတော့ကက်ကြီးသုံးပါဘေးကိုကြော်လွှမ်းနေရဖြစ်တယ်လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံရေးစိတ်ရည်တဲ့ဘာသာရေးတွေလည်းအများကြီးပါတယ် ကက်စီးနေတဲ့အနေထားမကောင်းတူနေဖယ်ဒီကောင်းတူနေခဲနေမယ်ဒါကဒီလက်ရှိနိုင်ငံရဲ့အခွင့်အရေးမှာကျမတို့ပြုတ်ခဲ့တဲ့တီလာကျမတို့ဆောက်တည်ခဲ့တဲ့တီလာကျမတို့ပြုတ်ခဲ့တဲ့ဒါနာကျမတို့ပွားများခဲ့တဲ့ဘာဝနာကတာရှင်နေဒီကက်ကြီးသုံးပါးဘေးကကြော်လွှားနိုင်အောင်ကျမတို့ပြုတ်ပေးနိုင်နေတယ်လက်ရှိမှာဆိုရင်ခင်ဗျားတို့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေကျမတို့ထောက်ခံတဲ့တက်မှုကောင်းတော့ဒီပြင်းပြဆန်နေတယ် နော်ခင်ဗျားတို့ကြိုက်တိကြီးစေမကြိုက်တိဖြစ်စေဦးတန်းရှူတိတက်တက်လုံးပြင်းပြဆန်လာခဲ့တယ်။သို့တော့ဒေါက်တာဆန်းစုကြည်တိသူ့ဘဝရဲ့တဝက်လောက်ကထောင်ထဲမှာနေနေရတယ်။ဒါဟာသူ့ပြုတ်ခဲ့တဲ့ကံနေရဲ့သူ့ထားခဲ့တဲ့တိလသမားတိပြင်းရသူ့ဆောက်တည်ခဲ့တဲ့တိလသမားတိပြင်းရသူ့ထားခဲ့တဲ့တိုင်းမြင်တဲ့လူတို့ရဲ့စေတနာသူ့လုပ်ခဲ့တဲ့ကံကံရဲ့အကျိုးကိုလက်ရှိဘဝမှာမျက်မြင်တို့အိုးတို့ခံစားနေရဖြစ်တယ်။တယောက်ကတိုင်းမြင်ရဲ့အမြင့်ဆုံးနေရာမှာဘယ်တော့မှပြုတ်မကြဘဲနဲ့အမြင့်ဆုံးမှာပဲရှိနေဘူး။တယောက်ကတော့နော်နေ့တီတခါမိကြီးတည်းထောင်ထဲမှာဝင်ရတယ်ဆိုပြီးသူ့ရဲ့ကံကဘယ်လောက်ထိကောင်းတာတွေလောက်ထားသလိုကောင်းကျိုးတွေခံစားနေရလဲဆိုတာပေါ်လွင်ပါတယ်။ เนาะကျွန်တော်ကလည်းနိုင်ငံရေးစီရင်ပြဘာသာရေးတွေလည်းပါတဲ့အတွက်တက်ဆေးတဲ့အထဲထဲမှာကိုမပါအောင်မိမိတို့ရဲ့ကိုစိတ်နှလုံးကိုကောင်းမွန်အောင်ပြုကျင်နေထိုင်ကြဖို့ကျွန်မလိုက်တော့ကျွန်မရဲ့နားထောင်ကြပါဦးကျောင်းမင်းနေမှာအခု2024-2025ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်တန်းစာမုပ်ပွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူ2000ကျော်ရှိပါတယ်။အဲဒီကျောင်းသားကျောင်းသူ2000ကျော်ဆိုတာက AA ထိန်းချုပ်ထားတဲ့ဒေသကကျောင်းသားကျောင်းသူမဟုတ်ဘူး။ AA ထိန်းချုပ်ထားတဲ့ AA ကတိတ်လိုက်ပြီးရခိုင်ပြည်လုံးကို AA တိတ်လိုက်ပြီးဆိုတော့မြို့မှာရှိတဲ့ကျောင်းသားကျောင်းသူတွေပညာသင်ထားခွင့်မရဘူး။သူတို့ပညာသင်ထားခွင့်ဆုံးရှုံးသွားတယ်။ သူတို့ပညာသင်ကြားခွင့်တနေ့တည်းဆုံးရှုံးမှလာမဟုတ်ရှေ့မှာပညာသင်ကြားခွင့်ဆုံးရှုံးသွားတဲ့နမူနာစကိုင်းတိုင်းမှာတွားကြည့်မယ်ကရားပြည်နယ်မှာကြည့်မယ်ချင်းပြည်နယ်မှာကြည့်မယ်လေးနေရှိရှိပညာသင်ကြားသွားလေးနေတတိဆုံးရှုံးသွားပြီအကူရန်ကုန်အေရာဝတီနဲ့နေပြည်တော်နေရာမှာလေမိမိသားကတောင်းတမယ်ဆိုရင်ဝါဒပိုင်းကိုခြုံနဲ့ခရင်းတက်ငယ်လေးတောင်းထွက်လိုက်တာအခုဆိုလို့ရှိရင်လမ်းပေးနေလမ်းမစားဖြစ်နေကြတယ်နော်ပထမဆုံးနောက်နေစက်တဲ့တော်ကဒီကလေးဒီအသက်၁၂နှစ်ဖြစ်တယ်အခု၄နှစ်ရောက်တဲ့ခါ၁၆နှစ်ဖြစ်သွားတယ်သူ့မှာအတန်းပြင်းတာမရှိတော့တက်ပြင်းတာလည်းမရှိတဲ့ခါကျတော့ကလေးတော်တော်များများကလမ်းပေးမှာပေါ်ရှူနေတဲ့ဘဝကိုရောက်သွားတယ် စီးဆွဲနေတယ်ယောက်ျားလေးတွေကော်ရှူပြီးစီးဆွဲနေတယ်မိကလေးတွေဆိုတော့မိကလေးတွေအရွယ်လေးကမမမြောက်မချောက်နော်မရှိမှဖုန်းကြီးကပေါ်တယ်အင်တာနက်တွေခက်စားရဲ line ပေါ်မှာတမိတာထားကြတယ်သူများအိမ်ညာသူတစ်ပါးအိမ်ညာလင်းရှိယောက်ျားနဲ့ဖောက်ပြားခဲ့တယ်နော်အသက်ကလေးကငငယ်ရွယ်ရွယ်နဲ့သူများလင်းရှိယောက်ျားနဲ့ဖောက်ပြားတာအကိုကြီးဝင်အဖောက်အကိုကြီးကိုတိတ်ကကြီးတွေနဲ့ဖောက်ပြားတယ်ဆိုတော့တည်နေတာလက်ရှိကျမတို့ရက်ရွာအတွင်းမှာမျက်မြင်ဖို့တွေ့နေရတယ် နော်ဆိုတော့ကပြောချင်တာကအခုလက်ရှိရဟိုက်ပြည်နယ်မှာဒီတိတိထဲထုတ်တဲ့မြို့မှာရှိတဲ့ကလေးတငယ်လေးဒီမှာတရားခွင့်အဆုံးရှုံးနေကြအနာကက်ပြောက်ပါပြီတိုးတော့အခုလက်ရှိမှာစာမွေးပဲပြင်မဲ့ចောင်းသားပေါင်း2000တော့ရှိနေတယ်ထိုးចောင်းသားတွေဒီတော့ထဲထုတ်ထားတဲ့နော်မန်အောင်ကျောင်းစစ်တွေကြောက်ဖြူဒီသုံးမျိုးနယ်ကចောင်းသားတွေဖြစ်တယ်ဆိုတော့ဒီတပြည်နယ်လုံးမှာဒီသုံးမျိုးနယ်မှာလားအေဂျင့်နဲ့တွေ့ဒီသုံးမျိုးနယ်ကကလေးတငယ်လေးပညာသင်ကားခွင့်ရတယ်တကယ်လို့ခင်ဗျားတို့ပြောတဲ့အေအေကဒါရခိုင်လူမျိုးတွေအတိုးအတွက်အမေရိကန်ဆောင်ရွက်နေတဲ့ရခိုင်တပ်တော်မှန်ရင်ဒီအုံမျိုးနယ်မှာရှိတဲ့ ကလေးတငယ်ကြီးအခုစာမေးပွဲထင်နေចောင်းသားပေါင်း2000ကျော်ရဲ့အနာဂတ်ကိုထည့်သွင်းတော့အားဖြင့်အခုဒီရက်ဒီစာမေးပွဲကာလနီးစပ်နီးကန်နေပြီဖြစ်တဲ့အတွက်စာမေးပွဲကာလမှာတို့တို့တွေစိတ်ဒုက္ခမကြုံရအောင်စိတ်ဖြည့်ဆည်းမှုမရှိရအောင်ခင်ဗျားတို့မှာအမှန်တကယ်ကိုရခိုင်ပြည်ကိုချက်တဲ့နှလုံးသားရှင်စစ်ပွဲတွေကိုရက်တန်းကရက်ထားရမယ်လုံးဝရက်ပါလို့ကျမမဆိုးလို့ခင်ဗျားတို့တိုက်ချင်တဲ့အချိန်မှာတိုက်လို့ရတယ်။သို့တော့ခင်ဗျားတို့ကအတန်တကယ်စာနာထက်တဲ့နှလုံးသားရှိရင်ခလေးတကယ်ပညာသင်ကြားခွင့် ပညာတင်ချခွင့်အတွက်သူတို့စာမုပ်ပွဲဖြေမဲ့ကာလမှာစစ်ပွဲတွေကိုရက်တဲနဲ့ရက်ပါလို့ကျွန်မတိပေးချင်တယ်ကျွန်မတိုက်တွန်းချင်တယ်ကျွန်မတို့ကလူသားချင်းစာနာတဲ့နှလုံးသားရှိတယ်ဟုတ်ပါကျွန်မအိမ်ပြန်ကလေးတယောက်အခုစာမုပ်ပွဲဖြေရမယ်တကူတူတယ်ကျွန်မဘယ်တော့မှအတဆူဆူညံ့ညံ့မလုပ်ဘူးကျွန်မတချင်းဖွင့်ရင်တော့မှကိုကိုလေးနဲ့တူတူပဲဖွင့်တယ်ကျွန်မတော့လည်းမဖွင့်ဒီစာချက်နေတဲ့ကလေးကိုအနောက်ရှက်ဖြစ်မှာဆိုတယ်တချို့လူကြီးတွေစကားပြောရင်တော့ကြဲကြဲမပြောဘူးဒီစာချက်နေတဲ့ကလေးကိုအနောက်ရှက်ဖြစ်မှာဆိုတဲ့အတွက်အဲ့ဒီလိုမျိုးကျွန်မတို့ကလူသားချင်းစာနာတဲ့နှလုံးသားတွေရှိကြတယ် အေးအေးမှသာမှတ်တဲ့ရခိုင်လူတို့ပေါ်မှာစာနာတဲ့နှလုံးသားရှိတယ်။အခုကြောက်ကြည့်မှန်းအောင်စစ်တွေဒီတော့ခုလည်းမှရှိတယ်။ကလေးတငယ်ကြီးစာမပွဲဖြေဆိုမဲ့ကာလာမှာခင်ဗျားတို့လက်နဲ့တည်းခဏချထားပြီးခင်ဗျားတို့ကြည်ညာနေခဏရက်ထားပြီးတော့ဒီကလေးတွေရဲ့အနာဂတ်ကိုထည့်အတွက်ပါလို့ကျွန်မတက်ကုန်ကြတယ်။ဘာတယ်ကျွန်တော်တို့စစ်မှုထားတဲ့ဥတော်ရဲ့တဲ့သိန်း90ပေးမယ်ဆိုပြီးစစ်တပ်ကလူတွေလိုက်ဝယ်နေပါလေ။ဒါကပြည်ဖြစ်မိတာတွေမှာရေးသားဖော်ပြတဲ့တဲ့။နောက်စစ်တပ်ကဝင်မလားစစ်မှုထမ်းမလားတရက်ကို390ပေးမယ်လို့ပြောပြီးစစ်တပ်ကလူလိုက်ဝယ်နေတယ်လို့စစ်သားတွေလိုက်ဝယ်နေတယ်။ခင်ဗျားတို့ပြောတော့စစ်တပ်ကပေါ်ရဆွဲနေတယ်ဆို။ နောက်တော့ဆက်တက်ကမြင်းမြတ်သမီးယောက်ျားမိမနော်အိုကြီးအိုမအိုနာကျိုးကန်းကစမကြံပေါ်တာဆွဲနေတယ်ဆိုမြတ်တို့ပဲပြောခဲ့တာလေဘန်းလေးတို့ရန်ကုန်လိုမြို့ကြီးတွေမှာဆိုလို့ရှိရင်ညဘက်ဆိုဘသူမှအပြင်းမထွက်ရဲကြဘူးဆိုပွဲလန်းတပင်မသွားရဲကြပါဘူးဆိုပွဲလန်းတပင်နေသွားလို့ရှိရင်အပြင်းမှာစစ်တက်ကပေါ်တာဆွဲမှကြောက်လို့ပင်လေးကအိမ်ပြင်ညမိုးချုပ်ချင်မထွက်ရဲကြပါဘူးဆိုကျွန်တော်တို့ပြောသူလားစစ်တက်ကပေါ်တာတွေအဲ့ဒီလိုမျိုးမင်းမင်းရကုန်လိုက်ဆွဲနေမှာဆိုရင်သိန်းခွနဲ့နဲ့အကုန်ခံပြီးဘာကြောင့်ပတ်ဆက်ပြီးဝင်နေမှာလဲစောက်ပိနေရဲ့မြတ်တို့ကနေပေါ်နေပိဘုံကျုံမျိုးညီလို့ပြောရင်လည်းမကြိုက်ကြဘူးနော်ဆိုတော့ကျွန်တော်တို့အကြံပေးမယ်ထမင်းပြောင်းစားကြည့်အတွေးခွန်နဲ့မြင်လာလိမ့်မယ် เนาะစစ်တပ်ကနေပြီးတော့ပေါ်တာဆွဲပြီးနေမြတမရကိုပေါ်တာလိုက်ဆွဲနေတယ်တလောက်ကိုစစ်မှုထမ်းက9000ဆိုပြီးလဲအဲ့ဒီလိုပေါ်တာဆွဲတဲ့အတွက်6000 9000ရပါတယ်ဆိုပြီးတော့ကလင်ကချင်းနဲ့တစ်ချိန်လုံးစစ်တပ်မုံကြီးပြောတာလဲခင်ဗျားတို့ခင်ဗျားတို့ဝါဒဖြန့်မှုကြောင့်ယုံမားပြီးတော့ကြောက်လန့်နေကြတဲ့ပြည်သူတွေကိုခင်ဗျားတို့เนาะအကြောက်တရားနဲ့ခင်ဗျားတို့ဝါဒပိုင်တိုက်တယ်အခုကျတော့စစ်တပ်က3000ပြီးပြီးတော့လိုက်ဝယ်နေတယ်လို့ပြောတာလဲခင်ဗျားတို့ဆိုတော့ဘယ်တင်းကမှာဟမ်ဒီမင်းတို့ကပေါ်တာဆွဲနေတယ်ဆိုတော့ဗစာကုန်ခံပြီးွဲရမလို့အခုတရင်ကျညာနေပြီးတော့အဲ့ဒီလိုမျိုးနော်ဘက်ပြ40ပြောတယ်တရင်သမားဆုံးပြီးတော့တရင်သမားအိမ်ခံထားတယ်ပြည့်ပြည့်လာရရစညီမကြီးဘေးမှာရှိရင်ခင်ဗျားတို့ကစာပေါ်တာဆွဲလိုက် ဆိုတော့ဒီပြည့်ပြည့်မိသားစုရေးသမားကိုမျက်စိဆောင်မဲ့ပြီးယုံနေကြတဲ့လူတွေကိုလည်းခင်ဗျားတို့ကိုယ်ပိုင်အုံနာလေးနဲ့စဉ်းစားချေချင်ကြပါစဉ်းစားနိုင်တဲ့အုံနာတွေခင်ဗျားတို့မှာရှိကြပါခင်ဗျားတို့မှာအမေမွေးလိုက်တဲ့ကအတိညာဉ်တွေပါလာတဲ့ဒီအတိညာဉ်ကိုကောင်းစွာအသုံးချပါနော်ချိုးရလို့ရှိတဲ့စစ်တပ်ကမိတ်ဆွေတွေလည်းပေါ်လာဆိုရင်ကျမတို့စစ်သေးဝင်ချင်လို့နိုင်ငံတော်မှထားဆောင်ချင်ကိုစည်ရင်ပေးထားတာတော့အခုထိအမျိုးသမီးစစ်မှုထမ်းတွေခေါ်ဖို့အစီအစဉ်မရှိပါဘူးလို့စစ်မှုထမ်းဒီကျမတို့သတင်းမှပြန်ကြားရေးကိုယ်တိုင်ကတရားဝင်ထုတ်ပြောထားတယ်ဒီလိုထုတ်ပြောလိုက်တော့ပြည်ထောင်စုရဲ့တစ်ဖက်နဲ့ပါပြောလို့ မျိုးသမီးစမှုထမ်းတွေကိုစိတ်ရင်းကောက်နေနာမည်စရေးကိုကောက်နေတာသူခေါ်နေတာမဟုတ်ဘူးဒီနောက်ခုကိုခွက်ခွက်ချာချာမပြောဘဲနဲ့အခုပဲနာမည်စရေးကောက်ပြီးလက်ဖြန်စစ်ထဲဝင်ရတော့မယ်ပုံစံမျိုးခင်ဗျားကမွာရမှိုက်တာနော်ကျွန်တော်ကစစ်တက်ကပေါ်တာဆွဲပြီးတော့မင်းနဲ့ညညညပေါ်တာဆွဲနေတယ်ပြောတာလည်းခင်ဗျားတို့ပဲစစ်တက်ကနေပြီးတော့လူတယောက်ကိုတိတ်ခွက်လက်ထဲပေးပြီးဝင်နေတယ်ပြောတာလည်းခင်ဗျားတို့ပဲနော်ကျွန်တော်ခင်ဗျားတို့ကိုယ်ရံကဘာဖြစ်ရှင်နေကြတာလဲခင်ဗျားတို့ကိုယ်ရံကဘာဖြစ်ရှင်နေကြတာလဲမြမနိုင်ငံပေါ်မှာထားတဲ့ခင်ဗျားတို့ရဲ့စိတ်တက်ဆိုတာပါလေကျွန်တော်မျိုးကိုထုတ်မယ်